လူဆောင်တုံးလေးကျွန်တော်မွေးကနန်းစိုက်လေးပြမယ်เนาะညကျွန်တော်ပြတဲ့ကနန်းကိုလေးကိုเนาะအဲ့တော့မွေးကနန်းရှိတယ်ဒါပေမဲ့သူထွက်မဲ့အချိန်ကတော့ကျွန်တော်ဖမ်းထားတာဟိုအောက်နာမှာเนาะဒါပေမဲ့ညကကိုထိတ်စီစိုက်နေကျွန်တော်ပြခဲ့တယ်အဲ့ကျွန်တော်တို့ဒီကနန်းကိုခုနကကျွန်တော်စာတင်လိုက်တယ်60တခုနှစ်က9ချိန်မှာသူက3ညသုံးခွန်ဖြစ်ကမှာเนาะဒီမှာကလနာနည်းနည်းလေးပြတ် အဲ့3ညာ3ခွန်လား1လားကျွန်တော်မေ့နေတယ်သူကခွန်ဖြစ်ကနော်အဲ့အဲ့ဒီမှာကျွန်တော်တို့ဒီ1ဆုံးတဲ့ခုနှစ်ထဲမှာ3ညာ3ခွန်ဆိုတဲ့ကဏ္ဍသူလိုက်ထွက်တယ်လို့ပြောရအောင်ထွက်ပြီးတာနဲ့သူ့ရဲ့3ဘွဲကျော်မှာထွက်တဲ့ကဏ္ဍ58 1ဆိုတဲ့ကဏ္ဍဒီကဏ္ဍနေသူကနေ3ဘွဲကျော်မှာထွက်တဲ့ကဏ္ဍကသူ့ရှေ့နှစ်ကနော်သူ့ရှေ့နှစ်က58 1ဆိုတဲ့ကဏ္ဍနော်လာထွက်တာ အဲ့မှာဒုတိယကတ်မှာလေကျွန်တော်တို့တစ်ဆွန်းတဲ့ခုနှစ်ထဲမှာ303ခွန်ဆိုရယ်ကနေသူကလိုက်ထွက်နော်အော်တိုလိုက်ထွက်တာအဲ့ဒီ303ခွန်ထွက်ပြီးတဲ့နေသူကနေတနေ့3ဘွဲကြော်လိုက်တာနဲ့အဲ့ဒီမှာထွက်နေတယ်ဒီကနန်း450ဆိုရယ်ကနန်းဒီသူ့ရှေ့နှစ်ကကနန်းနော်450အဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်အချိန်ကြီးယူလိုက်တော့မယ်နော်ဒီကနန်းရေဒီကနန်းရေအခုဒီကနန်း994ရေပေါ့ကျွန်တော်တစ်ခါပြဘူးတယ် အဲ့ဒီမှာသူကနေပြီးတော့ကျွန်တော်တို့၃နှစ်ကျော်မှထွက်တဲ့ခဏ၃ည၃ခွင့်ရဲ့ရှေ့နှစ်ကခဏเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ဆွန်းလေးခုနှစ်ထဲမှာ၃ည၃ခွင့်ဆိုတဲ့ခဏအော်တိုလိုက်ထွက်တာအတူထွက်ပြရတဲ့ဈာထဲမှာတပွဲနှစ်ပွဲသုံးပွဲကြုံလိုက်လို့ဒီနေရာမှာထွက်တဲ့ခဏ၃ခွင့်နှစ်ဆိုတဲ့ခဏဒီเนาะအဲ့ဒီ၃ခွင့်နှစ်ဆိုတဲ့ခဏဒီ၃ည၃ခွင့်ထွက်ခဲ့တဲ့ရှေ့နှစ်ကခဏเนาะကျွန်တော်တို့၃ခွင့်နှစ်ဆိုတဲ့ခဏဟုတ်ပြီလားဒါဆိုရင် အခုကျွန်တော်တို့ဒီကနေပြီးတော့သုံးပွဲကြော်တန်းနေเนาะဒီကနေကျွန်တော်တို့သုံးပွဲကြော်တန်းနေပြီးလာလိုက်ဒီကိုကိုလေးဆိုတဲ့ကတန်းဒီဒီနှစ်အဲထဲမှာထွက်ကပါเนาะကျွန်တော်ကဒီ3ညာ3ခွန်ရေသုံးပွဲကြော်ဆိုပြီးဒီနေရာမှာကျွန်တော်ထည့်ထားတာရှိတယ်အဲ့တော့ညာကကျွန်တော်ကပြခဲ့တာကဒီပွဲမှာပေါ့เนาะဒီပွဲမှာထိုးသင့်နေဒါပေမဲ့ပြောလို့တော့ပဲရမလို့เนาะဒါပေမဲ့သူကကြော်ဒီမှာထွက်ပြီးမှဒီမှာရောက်လို့ပြန်ကြရင်လည်းကြာတက်တာပဲစောထွက်ခြင်းလည်းထွက်တာပဲ၄ခက်ဖြစ်နေအောင်เนาะဟုတ်တယ်မလားအဲ့3ညာ3ခွန် တန်းထဲမှာထွက်တဲ့ကနသူ့ရှေ့နှိကကနเนาะတညာသုံးခုရှေ့နှိကကနမတုံညာသုံးခုရဲ့သုံးပွဲကျော်တန်းထဲထွက်တဲ့ကနသူ့ရှေ့နှိကကနအဲဒီမှာတုံညာသုံးခုထွက်တယ်သူ့နဲ့တန်းထဲထွက်တဲ့ကနဒီတုံညာသုံးခုရဲ့ဘေးရင်ကရှေ့နှိကကနအခုဒီမှာတုံညာသုံးခုသူ့နဲ့သုံးပွဲကျော်ထွက်မဲ့ကနဒီဒီကနကိုကျွန်တော်ဖမ်းထားတာကုလေးလေးเนาะဒါပေမဲ့ညကကျွန်တော်ကဒီနေရာမှာလဲထွက်လို့ရတယ်လို့ဆိုပြီးညကကျွန်တော်ပြခဲ့တာเนาะ သူထွက်ရှင်လဲထွက်မှာပေါ့ထွက်ပြီးတော့ဝဲကြောပြန်ကြတော့ဘာလို့လဲကြာရင်ကြာသွားမှာပေါ့လीနော်ဟုတ်လားပြောလို့ပဲရမှာကြောပြီအဲ့တော့ဒီနေ့ညကျွန်တော်ပြချင်တာကကျွန်တော်မိနစ်ကတော့အတဲအတန်မွေးခိုင်းနေခဏနှစ်ငါးတစ်ဆိုတယ်ခဏထွက်မလာအခုဒီပွဲမှာအဲ့ခဏတိုက်တိုက်ဆိုင်ဆိုင်လာတွေ့အဲ့ဒါလေးကျွန်တော်ပြအဲ့တော့ကျွန်တော်တို့ဒီ646ကကျွန်တော်ပြဘူးတယ်ဒီဒီဘေးမှာကျွန်တော်6ထိတ်နဲ့ပြတော့မှာအဲ့646ကိုကျွန်တော်ထည့်ပြပေးဘူးတယ် ဒါပေမဲ့အခုဒီထွက်သွားတဲ့ခါကျတော့ကျွန်တော်ဖမ်းတဲ့ site အတိုင်းပဲသူထွက်တာပဲကျွန်တော်ကမေ့နော်မတတ်နိုင်ဘူးလေအော် no စမယ်ငါးဆုံးနော်ကျွန်တော်ငါးဆုံးငါးဆုံးတုံးကကျွန်တော်ကစားမယ်အဲ့ဒီငါးဆုံးတဲ့ခုနှစ်ထဲမှာဒီဆောင်သုံးလုံးကခွန်နော်ဆောင်သုံးလုံးခွန်ခွန်ပါပါနှစ်ခါနဲ့သူထွက်တာ ထွက်လိုက်တော့အဲ့ဒီခွန်ပါဝါနှစ်ခါဇောင်းသုံးလုံးကုန်ခွန်ပါဝါနှစ်ခါနဲ့ထွက်တဲ့ကဏ္ဍသည်နော်ဒီ၅ဇွန်ထဲမှာလာထွက်တဲ့ဟာဒီကဏ္ဍသည်၅ဇွန်ခုနှစ်ခဲကကဏ္ဍနော်ဒီနှစ်နှစ်ဆိုတဲ့ကဏ္ဍဒီနှစ်နှစ်လို့ဒီလာထွက်အဲ့ဒီမှာဇောင်းခွန်ပြီးပြီနှစ်ခါပြီးဇောင်း၈၅၆ခွန်ဆိုဇောင်း၈၈ပါပါဆို၃ခါလို့ရတယ်เนาะ အရှိပါပါ၃ခါလို့ရိုက်ပြီးဖတ်တဲ့အဲ့ဒီခဏန်းကလည်းဒီ၅ဆုံးခုနှစ်ထဲကိုဒီ၅ဆုံးခုနှစ်ထဲကနေခဏန်းတစ်ကွက်၃ခုနှစ်ဆိုတဲ့ခဏန်းတစ်ကွက်ဒီလမ်းပို့ခဲ့တယ်နော်အဲ့တော့နောက်ပိုက်ကတော့နောက်ပိုက်ကိုသူကအနေအငိမ့်နဲ့ပို့နော်ကျွန်တော်တို့ဒီ၄နှစ်နှစ်နှစ်နောက်ပိုက်ကဒီမှာ၄နှစ်နှစ်နှစ်နောက်ပိုက်တဲ့ဒီမှာကျတော့၃နှစ်ခွန်ဆိုတဲ့ခွန်နောက်ပိုက်ကဒီမှာနှစ်၃ခွန်ဆိုပြီးခွန်နောက်ပိုက်နဲ့တူထွက်တယ် ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲကနော်ဒီ၅ဆုံးခုနှစ်ထဲက၄၆၆ဆိုတဲ့ခဏဒီ၆နောက်ပိတ်အငိမ့်နဲ့ဒီနှစ်ထဲမှာဖတ်တယ်နော်ဖတ်တော့ဒီ၃လုံးကကိုနော်ခွန်ပြီးပြီရှစ်ပြီးပြီကိုဇောင်း၃လုံးကိုကိုပါပါ၄ခါနဲ့သူဖတ်တယ်၆၄၆ဆိုတဲ့ခဏဒီ၅ဆုံးခုနှစ်ထဲကခဏဒီဖတ်သွားတယ်နော်ကျွန်တော်တို့ဖန်တော့ကဒီအချိန်မှာကျွန်တော်တို့ဖန်တယ်၆ထိပ်နှလုံးမြောက်ကြရမယ်အပူဖြစ်ကမယ်အဲ့ဒီခဏကိုကျွန်တော်တို့ကဒီနှစ်ထဲကခဏနော်ကျွန်တော်တို့ ဖန်ကစားခဲ့တယ်မထွက်ဘူးဒီရောက်မှလာထွက်တော့ကျွန်တော်လည်းမေ့အဲသူ့အောက်မှာသူ့အောက်မှာကျွန်တော်မိတ်ဆွေတွေကြည့်လိုက်သူ့အောက်မှာထွက်တဲ့ခဏကနော်သူ့ရဲ့ဒီဆောင်သုံးလုံးခုံဖြစ်လို့ခုံပါပါနှစ်နော်ဒီဆောင်သုံးလုံးခုံခုံပါပါနှစ်နဲ့အဲ့ဒီခဏန်းဒီကျွန်တော်တို့၅ဆောင်ခုနှစ်တည်းကခဏန်းတစ်ခွက်လာထွက်ပေးသွားပြီးတော့သူ့အောက်မှာ51နောက်တွဲကို ထည့်သီးသုံးလုံးကတေးလို့သူပုံလေးကစားတယ်နော်အဲ့တော့သူကဆက်ပြီးတော့ပေးနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်နော်ဒီဆောင်သုံးလုံးခုခွန်ပါပါနှစ်ခါနဲ့ထွက်လိုက်တဲ့ကဏ္ဍဒီငါးဆုံးခုနှစ်ကကဏ္ဍလို့ဖြစ်ကြမယ်ဖြစ်ပြီးတာနဲ့သူ့ရဲ့အောက်မှာတင့်ငါးနောက်အတွဲအငိမ့်ကိုထည့်သီးတော်သုံးလုံးကတင့်နဲ့သူထွက်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီငါးဆုံးခုနှစ်ထဲမှာဆောင်သုံးလုံးခုပြီးတော့ဆောင်သုံးလုံးကိုရှစ်လို့ရိုက်တယ်ရှစ်ရဲ့ပါပါ၃ခါလို့ထည့်တယ်ဒီကဏ္ဍဒီ ငါးစုံခုနှစ်ထဲကခန္ဓာ3ခုနှစ်ကိုထွက်ခဲ့တယ်။အဲ့ဒီလိုထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာ50တိနောက်တွဲအငိမ်ထွက်တယ်။အဲ့ဒီတိကိုဖက်စီတောင်အုံလုံးကတိလို့သူထွက်တယ်။နော်။ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာဇောင်းသုံးလုံးကခွန်ပြီးပြီးရှိပြီးပြီးဇောင်းသုံးလုံးဒီမှာကိုးလို့ထွက်တော့ကိုးပါပါ၄ခါနဲ့ထွက်တယ်။ထွက်တဲ့ခန္ဓာလေးလေး၅စုံခုနှစ်ထဲကခန္ဓာ၄၆၆ဆိုတဲ့ခန္ဓာကိုသူကအကွက်ရွှေ့နဲ့ကစားသွားတယ် အဲ့သူ့အောက်မှာကျွန်တော်တို့50ပြအတွဲလို့သာထည့်လိုက်တာနဲ့တက်စီတောင်သုံးလုံးက1လို့ဖြစ်အောင်နှစ်ထိပ်စီရောက်လာမယ်နှစ်5တက်ဆိုတဲ့ကဏ္ဍတစ်ခွက်နော်ဒီကဏ္ဍကမနစ်ကတော့ကျွန်တော်မွေးခိုင်းတယ်ဖတ်မလာဘူးကုတဲ့ဒီအဲ့တော့ဒီပွဲမြန်းထွက်မလာအဲ့တော့ဒီ5ဆုံးခုနှစ်တဲကနှစ်နောက်ပိတ်နေကဏ္ဍဒီနော်5ဆုံးခုနှစ်တဲကိုနှစ်နောက်ပိတ်အငြိမ်းနဲ့ထည့်တယ်ထည့်တော့ဇောင်းသုံးလုံးခွန်ဖြစ်လို့ခွန်ပါဝါနှစ်ခါနဲ့ထွက်တယ်သူထွက်ပြီးတာနဲ့သူထွက်ပြီးတာနဲ့ထက်စီတောင်သုံးလုံးက71ကို1နောက်ပိတ် ငါးခါနဲ့ဒီပွဲထွက်နော်အဲ့ဒီခဏန်းကတဲ့နေဦးကျွန်တော်ပြောလိုက်မယ်အဲ့ခဏန်းကတုံ့ပြန်တဲ့အဲ့ဒီခဏန်းကအဲဟုတ်တယ်နော်အဲ့ဒါကဒုတိယကခွန်ပြီးတော့ကျွန်တော်တို့ရှစ်လို့ရိုက်တယ်ရှစ်ပါဝါ၃ခါနဲ့ထွက်တယ်နော်ထွက်ပြီးတာနဲ့ထဲစီတောင်အုံလုံးကို17လို့ဖြစ်ပြီးတော့15နောက်တွဲနဲ့ထွက်တယ်နော်ဒါဆိုရင်ဒီနေရာမှာတကွက်သေးထိုးရမှာ ဆောင်းသုံးလုံးကကိုလိုထွက်လိုက်တာနဲ့ကိုပါပါလေးခါနဲ့ထွက်ပြီးဒီကနန်းဒီငါးဆုံးခုနှစ်ကကနန်းကိုလာထွက်ခဲ့လို့သူ့ရဲ့အောက်မှာထိပ်စီးတောင်သုံးလုံး17ဖြစ်အောင်ကျွန်တော်တို့ကနှစ်ထိပ်စီးထည့်ပြီးတော့51နောက်တွဲကပ်လိုက်တာနဲ့နှစ်51ဆိုတဲ့ကနန်းတကွက်ထည့်ရနော်အဲ့ဒီ၄သုံးညာကိုကအဲ၄ကိုလေးရမနေ့ကဒီနေရာမှာကျွန်တော်ပြောခဲ့တယ်နော်ဒါပေမဲ့အချိန်ဖိုင်းမယ်ဆိုရင်တော့ဒီနေရာမှာလည်းသူကထွက်လို့ရသေးတယ်အဲ့တော့ ျွန်တော်မိတ်ဆွေတွေစဉ်းစားကြပါဗျာเนาะကျွန်တော်တော့ဒီကဏ္ဍကိုတိုက်တယ်ကိုလေးကိုကြိုက်တယ်ကိုလေး6ကြိုက်တယ်เนาะမနေ့ကအဲ့မှာကိုလေး6ကိုကျွန်တော်ရေးပေးပြီးတော့ site ကိုပြောဖို့မေ့သွားတယ် site ကိုပြောဖို့မေ့သွားတယ်ဆိုတော့မနေ့ကကျွန်တော်ပြောခဲ့တာကကျွန်တော်ဒီငါးနောက်ပိတ်ဒီငါးထိတ်လို့ပြန်ကြရင်ခါတုခါနဲ့ကြမယ်เนาะငါးထိတ်စီဆောင်းပါပဲထွက်မယ်တုံညာနောက်ပိတ်ကြောင့်ပရိတ်တုံညာနဲ့ထွက်မယ်เนาะကျွန်တော်ပြောခဲ့တယ်အဲ့ဒီနေရာမှာ ဒီငါးဒီငါးထိတ်လို့ပြန်ပေါ်တော့ဟာဒီ၃ညနောက်ပိတ်ကြောင့်မြန်၃ညပရိတ်နဲ့ထွက်သလားနော်ဒါလေးတစ်ချက်ဟာနေအဲ့ဒီနှစ်ကနှစ်ထိတ်လို့ပြန်ပေါ်တော့နှစ်ထိတ်စီရဲ့ဇောင်းမှာပဲပေါ်တယ်ခါတူခါနဲ့ပေါ်တယ်တက်နောက်ပိတ်ကြောင့်ပရိတ်တက်တယ်အဲ့ဒီမှာလဲသူ့ရှေ့နှစ်နှစ်မှာတက်ပိတ်ခဲ့တော့ပရိတ်တက်လားနော်ဆိုအဲ့လိုမျိုးဖြစ်ဒါဆိုရင်ကျွန်တော်တို့ကတစ်ချက်ကြည့်ရမှာကတစ်ချက်ကြည့်ရမှာက အခုဒီကိုကိုကျွန်တော်တို့ကဒီကိုထိတ်စီဆောင်းမှာကိုထိတ်လို့ထိတ်လိုက်တာနဲ့ခါတူခါနှစ်နောက်ပဲကြောင်းဗရိတ်နှစ်ဆိုကိုလေးကိုအဲ့ဒီမှာကိုလေး6ကိုလည်းကျွန်တော်တို့ရန်ရမယ်လို့ပြောလိုက်တယ်နော်ဘာလို့ပြောတော့ဆိုတော့မနစ်ကနှစ်ဦးမှာကိုနောက်ပိတ်ခဲလို့အဲ့ဒီကိုနောက်ပိတ်ပြီဒီကိုထိတ်ပြန်ပေါ်လိုက်ရင်ဗရိတ်ကိုနဲ့ပေါ်မှာလားဆိုရင်ခါတူခါလေးဖြစ်ကမယ်ဆိုရင်ကိုလေး6ဆိုတဲ့ဟာဒီကနန်တကွက်နော်ဒါရန်ပြအောင်ရန်ထားလိုက်ဟုတ်ပြီလားနော်အဲ့51အတွဲကို 51နောက်တွဲကိုကင်ထိုးမယ်ဆိုရင်မနေ့ကကျွန်တော်ပြောခဲ့တယ်551ရေ251ရေနော်ဒီနှစ်ခွက်ပဲကျွန်တော်တို့ထိုးလို့ရတယ်နော်အဲ့တော့251ကတော့အခုမှပြလိုက်တာစာရွက်ထဲမှာမပါသွားဘူးရေးထားတဲ့အချိန်မှာနော်တော့ကိုယ့်ကကိုကြည့်ချက်ပြီးတော့ထိုး494ဒီပွဲမှာမင်း494မပေးဘူးဆိုရင်494ဒီပွဲမှာလည်းထိုးလို့ရတယ်နော်ဒါပေမဲ့ तू ကတော့မွေးဆိုင်ဖြစ်နေတယ်အခုကျွန်တော်တို့ဒီ940ဒီဒီမှာလာထွက်တယ်နော် အဲငါးလေးတဲ့ကနေအောက်ကို၃ဘွဲကျော်တန်းတန်းဆင်းလာလဲ၃ခု၂ကလည်းအဲ့ဒီမှာလာထွက်တယ်နော်အဲသူကနေပြီးတော့အောက်ကို၃ဘွဲကျော်တန်းတန်းဆင်းလာလိုက်လို့ရှိရင်ကိုလေးလေးဆိုတဲ့ကဏ္ဍဒီဒီနှစ်ထဲမှာထွက်ဖို့ရှိတယ်ဘုံခွနဲ့ဆင်းတဲ့အချိန်ကမှထွက်မယ်ဆိုဒီဘွဲအဲ့လိုမှမဟုတ်ဘူးကြိုထွက်မယ်ဆိုရင်ဒီဘွဲမှာအခုကျွန်တော်ပြတဲ့အတိုင်းကိုလေးလေးကထွက်သွားလို့ရတယ်နော်အဲကျွန်တော်ညီတော်မောင်ကလည်းဖော်မွေးနဲ့တိုက်တယ်အကိုကြီးတဲ့ကိုလေးကိုပါတယ်ဆိုတော့အဲအဲ့ဒါတို့ကောင်းတာပေါ့လို့နော်အဲကြိုက်ရင်ကြိုက်ရင်ပေါ့လေမကြိုက်တော့လဲ ထည့်လိုက်ပေါ့ဟုတ်တယ်မလားအဲ့ဒီကိုထိုက်ကိုလေးခါနဲ့တစ်အပိတ်နဲ့လည်းတွဲသွားမှလည်းကြောက်ပါသေးတယ်နော်ကိုလေးတစ်ဆိုပြီးထွက်သွားမှလည်းကြောက်ပါသေးတယ်သူကွက်ကြတာအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒီ90 90ဆွန်းတဲ့ခုနှစ်ထဲမှာတစ်နောက်ပိတ်ကြတာနဲ့90တစ်နဲ့တွဲတာဟုတ်နော်အဲ့ဒီ90ဆွန်းတဲ့ခုနှစ်ထဲမှာလည်းလူလူပဲတစ်နောက်ပိတ်ကြတာနဲ့90တစ်ကအတွဲလိုက်ဖတ်တာနော်အဲ့သူကအတွဲလိုက်တွေဖတ်တယ်ဆိုတဲ့အခါကျတော့အဲ့ဒါကောင်ကနည်းနည်း short ရှိတယ်ပေါ့လေနော် အခုဒီဘွဲမှာအဲ့ဒီတင်နောက်ပိတ်ကဒီဘွဲပေးလာခဲ့ရင်အဲ့လိုမျိုးငောင်းငါလေးတက်ဆိုတဲ့ကဏ္ဍမျိုးကြီးဖြစ်သွားမှာဆိုလို့အဲ့ပါဘူးနှစ်ငါတက်ဆိုတဲ့ကဏ္ဍကြီးဖြစ်သွားမှာဆိုလို့ဟုတ်လားအဲ့ဒီညပြတဲ့နှစ်ငါတက်ငါးငါတက်နော်၄ကို၄ဒါမနေ့ကပြတာဒါဟိုဘက်နေ့ကပြတာနော်ဒီညကတော့ဒီတစ်ခွက်ထပ်တိုးတယ်ပေါ့ဗျာနော်နှစ်ငါတက်ဆိုတဲ့ကဏ္ဍလေးကြိုက်ရင်ကစားပါနော်ကျဟုတ်ပြီအားလုံးပဲ ။ဟောနေုံကျွန်တော်ညီတော်မောင်ကအခုတဲ့66 1ကဘယ်ဆိုင်ကဖမ်းလာတော့လဲ66 1ကညစကားတဲ့ထည့်ပြောပြီးတော့စိုက်မပြတော့။အဲသူကအဲ့ကနန်းတိုက်လို့ဦးတဲ့ဆိုတော့အဲ့ဒါဆို66 1ကိုကျွန်တော်တို့ပြ။66တက်ကကျွန်တော်နှစ်ကတ်နဲ့အတွေးလိုင်းနဲ့ဖမ်းတာမို့လို့ကျွန်တော်မပြောပြတာနော်ကြောက်ဒီငါးစုံနောက်နှစ်ကတ်မှာကျွန်တော်တို့ကစားကြည့်လိုက်ရည်နော်နှစ်ဦးမှာကျွန်တော်တို့ဂွာ၄ရိုက်တယ်အဲ့ဒီဂွာ၄ရအဲ့ဒီနှစ်ထဲမှာ လေးထည့်စီတစ်လုံးနှစ်လုံးမြောက်ကြလိုက်အဲ့ဒီလေးထည့်စီနှစ်လုံးမြောက်ကြရင်ဇောင်းသုံးလုံးကကိုးနော်နောက်တော့သုံးလုံးကခွန်လေးထည့်စီပေါ့နော်သူကဇောင်းသုံးလုံးကိုးပဲယူလိုက်တော့ဒီလေးထည့်စီဇောင်းသုံးလုံးကကိုးအဲ့ဒီလိုထွက်တာနှစ်လုံးမြောက်ခဏကနော်လေးနှစ်လုံးမြောက်ခဏအဲ့ဒီလေးကနှစ်ဥမှသူကဘာလေးရဲ့ခဲ့အဲ့အဲ့ဒီလေးထည့်စီရဲ့အောက်မှာထွက်တဲ့ခဏဒီနောက်ပိတ်တူနောက်ပိတ်နဲ့နော်လာထွက်တဲ့ဟောဒီခဏကကျွန်တော်ဒီ9 6 4ရဲ့အချိန်ခိုက် နော်564အပေါ်ကနေ1 2 3 4 5 6 8ကြိမ်သွားအဒီကနေသူနဲ့တက်တက်မှာထွက်တယ်ခဏ564နဲ့တက်တက်မှာထွက်တယ်၄ဒိစီနှလုံးမြောက်တတာတဲ့အောက်မှာထွက်တဲ့ခဏဒီနောက်ပိတ်သူနောက်ပိတ်နဲ့ထွက်တယ်အဲ့ဒီခဏကကျွန်တော်တို့6ဇွန်းနဲ့ခုနှစ်ထဲကခဏနော်6ဇွန်းနဲ့ခုနှစ်ထဲကခဏနော်မှတ်တာ6ဇွန်းနဲ့ခုနှစ်ထဲကခဏအဲ့ဒီမှာသူကဒီလို6 6 8လို့ဆိုတော့ဖြည်းဖြည်းလုံးလုံးတခါတည်းဇောင်းထိုးပြီးထွက်တာဟုတ်နော် ဲ့ကျွန်တော်တို့အခုဒီနေ့ဥမှာကျွန်တော်တို့ဂွား6လို့ရတယ်အဲ့ဒီဂွား6ဒီ6ထိပ်စီဒီမှာတစ်လုံးကြရတယ်နောက်ထပ်တစ်လုံးကြရတော့ဒီမှာအဲ့မှာလေသူကဒီဇောင်း6လို့ကြရတယ်နောက်ထောင်သုံးလုံးခွန်နေကြတာပဲနော်အဲ့အဲ့6ထိပ်စီရဲ့အောက်မှာထွက်တဲ့ခန်းကျွန်တော်တို့၄၅လောက်ကနေ1 2 3 4 5 6ခုနှစ်ချိန်မှာထွက်မိခန်းက5 6 4နဲ့အချိန်ခိုင်းမှာထွက်မိဟာဒီခန်းန်းဒီ6 6 1နော်6 6 1 7 6ဆိုတဲ့ဒီကနေ့နှစ်ကွက်ယူလို့ရတယ်ဗျာเนาะ အဲဘာလို့အဲ့မှာ116ကိုထည့်တယ်လဲဆိုအဲ့ဒီ116ဒီကျွန်တော်တို့ကိုးစုံခုနှစ်ထဲကကနေဖြစ်တာဘာလို့ကိုးစုံခုနှစ်ထဲကအဲ့ဒီ116ကိုယူလဲဆိုတော့သူကအဲ့ဒီကိုးစုံခုနှစ်ထဲမှာတင်းနှက်ခတ်၈ထိတ်လို့သူရိုက်တာဒီနှလုံးကိုဒီနှလုံး၄လို့ရိုက်ပြီအဲ့ဒီ၄ကပရိ၄လို့ထွက်တယ်နော်သူ့ရဲ့ဇောင်းမှာမှာ၈၁နှလုံးပြန်ကိုးတာဒါဆိုရင်ဒီကိုးစုံခုနှစ်ထဲမှာလည်းရှိလားရှိတယ် ဘာကိုးနဲ့လေးတာအဲ့ဒီလေးကိုသူ့အောက်မှာပြိတ်လေးတာသူ့ဆောင်းမှာရှစ်ထိတ်ဒီရှစ်နှစ်ခတ်တစ်အပိတ်ဒီနှလုံးကိုသူကပြန်ပြီးတော့ကိုးလို့ပြန်ထည့်တာနော်အဲ့တော့အဲ့ဒီရှစ်ကစကြတဲ့ရှစ်တစ်နှစ်ခတ်ရှစ်ထိတ်စကြတာကျွန်တော်ဒီမှာလဲတစ်နှစ်ခတ်ရှစ်ထိတ်ကစကြတာပုံမှန်မရှိဘူးအဲ့ဒီရှစ်ဒီနောက်ထပ်တစ်ချိန်ရှစ်လို့ပြန်ကြရင်တစ်ရဲ့ပါဝါအဲ့အဲ့ဒီရှစ်တစ်ဒီနောက်ထပ်ဒီရှစ်ဒီနောက်ထပ်တစ်ချိန်ရှစ်လို့ကြရင်အဲ့တစ်နဲ့တွဲပြီးတော့ကြတာနော်ရှစ်တစ်အတွဲလိုက်ကြတာ ဒီ၈၁ကနောက်တစ်ကြိမ်၈ထိတ်လို့ပေါ်ရင်၈၁အတွဲလိုက်ထွက်တယ်။ဒါလိုပဲဒီ၈၁ဒီနောက်တစ်ကြိမ်၈ထိတ်စီးလို့ပေါ်လိုက်ရင်၈၁အတွဲလိုက်ပြီးထွက်တယ်နော်။ထွက်တော့အဲ့ဒီကောင်ကဒီ၆၆၉နော်၆၆၉လို့ထိတ်စီး၃လုံးတန်းထားတဲ့ငင်းကုန်မှာထွက်ထားတဲ့ခဏနော်။ဒီလိုပဲ669လို့ရိုက်ပြီးသူ့ဆောင်မှာ၈ထိပ်စီနှလုံးမြောက်ကိုတစ်ခါနဲ့တွက်တာ 669ထက်ကြီး၃လုံးတန်းနဲ့မြင်းကုန်မှာရှစ်ထိတ်စီကိုတစ်ခါနဲ့ထွက်တာအဲ့ဒီရှစ်ဒီနောက်တစ်ချိန်ရှစ်လို့ပြန်ပြုတ်တိုင်း6နဲ့တွဲထွက်တာတစ်ရဲ့ပါပါ6နဲ့တွဲထွက်တာနော်အဲ့ဒီရှစ်ဒီလေနောက်တစ်ချိန်ရှစ်ထိတ်လို့ပြန်ကြ6နဲ့ပဲတွဲထွက်တယ်နော်တစ်ရဲ့ပါပါ6နဲ့တွဲထွက်တယ်ဖတ်ပြီးတာနဲ့အဲ့မှာ693လို့ထောင်တာပဲနော်အဲ့ဒီရှစ်ကနောက်ထပ်တစ်ချိန်၃လုံးမြောက်ကြလိုက်တာနဲ့တစ်ရဲ့ပါပါ6ခါနဲ့ကြပြီးတော့693လို့ထောင် စကူသုံးလို့ထောင်နော်စကူသုံးလို့ထောင်အဲအဲ့ဒီထောင်တဲ့ကောင်လေးဒီဘက်မှာချောင်းနေရှိတွေပါနေသူကထောက်ထားတာရှိသေးတယ်နော်ဒီနှစ်ကွက်ကအဲအဲ့ဒီမှာကျွန်တော်လိုချင်တာကဒီ669 shifting နှက်ခတ်အတွဲလိုက်ကနန်းဒီကနန်းဒီကိုစုံကိုနှစ်ကနေပြီးတော့ကျွန်တော်တို့၅စုံနဲ့ခုနှစ်မှာနောက်ပိတ်နှလုံးထောင်ပြီး654နဲ့အကြိမ်ခိုက်လေးထိပ်စီနှလုံးမြောက်ရဲ့အောက်မှာထွက်မယ်ဆိုရင်ဖတ်တဲ့အချိန်မှာကိုကိုရှစ်လို့တတိသုံးလုံးတန်းပြီးထွက်မယ်ဆိုရင် ပေါ့နော်ဆိုရင်ပေါ့နော်ကျွန်တော်ကလည်းအဲ့ဒီတင်နောက်ပိတ်နှလုံးထောင်မယ်ကိုကိုရှစ်လို့တဲ့စီသုံးလုံးတန်းပြီးထွက်မယ်6 5နဲ့အချိန်ခိုင်းမှာထွက်မယ်အဲ့ဒီကနန်းဒီရှစ်ထိတ်စီတလုံးမြောက်နှလုံးမြောက်ကနန်းရှစ်ပြည့်ရှစ်ဆိုတဲ့ကနန်းဒီမှာရှစ်ရှစ်တက်လို့ထွက်ဟုတ်ပြီအဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲကတင်တဲ့ခါရှစ်ထိတ်စီစကြတယ်ရှစ်နှလုံးမြောက်ကနန်းဒီ ူရဲ့နှက်ခတ်တင့်နဲ့တွဲထွက်တယ်ရှစ်သုံးလုံးမြောက်ကနန်းကအတရဲ့ပါပါ၆ခါနဲ့ထွက်တယ်ထွက်လိုက်တော့အဲ့ဒီမှာ၆၆၉လို့ထဲစီသုံးလုံးတန်းတယ်သူ့ရဲ့မြင်းကောင်ကအဲ့ဒီ၈၈၆ရှစ်ထဲစီနှလုံးမြောက်ကနန်းနော်ဒီကနန်းသည်ကိုးစုံခုနှစ်ကနေပြီးတော့ငါးစုံခုနှစ်သေးကို၆ထဲစီနှလုံးမြောက်ရဲ့အောက်ဇောင်းသုံးလုံးကိုးလို့ရိုက်ထားတဲ့အောက်မှာကိုးကိုးရှစ်ဆိုပြီးတော့ထဲစီသုံးလုံးတန်းပြီးတော့ရှစ်ထဲစီအငိမ့်နဲ့ နော်တင်နောက်ပိတ်နဲ့ထွက်သွားမယ်ဆိုရင်ဒီကနန်းနောက်ပိတ်သူနောက်ပိတ်နဲ့ကြမယ်ဆိုရင်ဒီကနန်းနော်နှစ်မျိုးတော့ထိုးလိုက်ထားတယ်မလားနော်